ဇလန်းကလူတချို့ကိုရဲရဲဆက်ဆက်မြန်မှန်းနှိမ့်ဆက်နေတာကိုမြင်တွေ့ရတာနဲ့စတင်ပါတယ်လူတယောက်ကသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရေနွေးပူတွေလောင်းချပါတယ်အဲ့ဒီရေတွေကသူတို့ရဲ့အရေပြားတွေကိုကွာကျစေပါတယ်တချို့ကိုအရှင်လက်လက်မီးရှို့ကြပြီးတချို့ကိုတော့နာယီပေါင်းများစွာရေနစ်တည်ဆုံးစေပါတယ်ခရစ်စတိုဘာဖလိုရာလို့ခေါ်တဲ့ဖုံးတော်ကြီးတစ်ပါးကဒီမြင်မှန်းနှိမ့်ဆက်မှုအားလုံးကိုကြည့်ရှုဖို့အတင်းကျပ်ခိုင်းစေခံရသူတွေကတယောက်ပါဒီလူတွေအားလုံးခရစ်ယာန်ဘာသာကိုကူးပြောင်းသွားတာသူကြောင့်ပါအခုတော့သူတို့ကိုအပြစ်ပေးနေပါတယ်ဂျပန်တွေကဘယ်ဘာသာကိုမှအခွင့်မပြုခဲ့တဲ့1663ခုနှစ်ပါ သူတို့နိုင်ငံမှာပြန့်နှံ့သွားတဲ့ဘာသာပြောင်းဖို့ကြိုးစားသူတိုင်းကိုတည်တံပေးတဲ့တချို့လူတွေကိုယေရှုခရစ်ရဲ့ပုံကိုနင်းချေဖို့ပြောတဲ့ပြောင်းတဲ့သူတွေကိုချမ်းသာပေးတဲ့ဒါပဲမဲ့မပြောင်းတဲ့သူတွေကိုတော့ညှဉ်းပန်းနှိပ်စက်ပြီးတပ်ပစ်တဲ့နှစ်အနေငယ်အကြမှာခရစ်စတိုဖာဖရီရာရဲ့တပည့်တွေဖြစ်တဲ့ဘုန်းကြီးနှစ်ပါးနဲ့ကျွန်တော်တို့တွေ့ဆုံတဲ့အီတလီဘုန်းကြီးတစ်ပါးကဖရီရာကဂျပန်ကနေပို့လိုက်တဲ့စာတစောင်ကိုပြရဲဖတ်နေတယ် သူတို့ Ferreira ဟာဂျပန်မှာသူ့ရဲ့ဘာသာကိုပြောင်းလဲခဲ့တယ်ဆိုတာသိလိုက်ရတယ်။ Christian ကနေဗုဒ္ဓဘာသာကိုကူးပြောင်းတာကျွန်တော်မယုံနိုင်ဘူးဘာလို့လဲဆိုတော့ Ferreira ကယေရှုအတွက်အသက်ဆုံးမဲ့သူပါသူ့ရဲ့ယုံကြည်ချက်ကိုဘယ်တော့မှမဆုံးရှုံးဘူးသူတို့ကသူ့ကိုတွေးဖို့ဂျပန်ကိုသွားကျင်ကြတယ်ဒါပေမဲ့အီတလီဘုန်းကြီးကသူတို့ကိုခွင့်မပြုဘူးသူကအဲ့ဒီနေရာက Christian တွေအတွက်အရန်အနေအများတယ်လို့ပြောတယ်။မင်းတို့နှစ်ယောက်အဲ့ဒီကိုသွားရင် Ferreira မှာဖြစ်ပျက်ခဲ့တယ်လို့မျိုးမင်းလည်းဖြစ်ပျက်လိမ့်မယ်။ ဒါပေမဲ့ဒီလိုဖြစ်နေပေမဲ့လည်းသူတို့နှစ်ယောက်ကဖုန်းကြီးပြောတာကိုလိုက်နာဖို့အတင်းကျပ်ပြောကြတယ်။နောက်တနေ့မှသူတို့နှစ်ယောက်ဟာတရုတ်လူမျိုးတယောက်စီသွားကြတယ်သူကသူတို့ကိုဂျပန်ကိုတရားမဝင်ခေါ်သွားပြီးလမ်းပြပေးလိုက်မယ်သူတို့လည်းဂျပန်လူမျိုးတယောက်ကိုခေါ်သွားကြတယ်ဒီလူရဲ့နာမည်ကဟီချီဂျီရိုဂျပန်လူမျိုးတွေကသူ့မိသားစုကိုအရှင်လက်လက်မိရှုခဲ့ကြတယ်ခရစ်ယာန်ဘာသာကိုကူးပြောင်းခဲ့လို့ရပ်ပေါင်းများစွာခရီးသွားပြီးနောက်သူတို့သုံးယောက်ဂျပန်ကိုရောက်ရှိ ကီချီဂျီရိုကရေရဲစင်းပြီးသူ့နောက်ကိုတိတ်တိတ်လေးလိုက်ခဲ့ဖို့ပြောလိုက်တဲ့သူ့နောက်ကိုလိုက်နေတော့ကီချီဂျီရိုကမြို့တရက်ပြောက်သွားတဲ့သူတို့ကသူသူတို့ကိုနှစ်ခါဖြတ်ကူးတယ်လို့ထင်ကြရတာပဲပဲမဲ့ခဏကြာတော့အဲ့ဒီလိုမဟုတ်တော့ဘူမီအိမ်တွေနဲ့ဂျပန်လူမျိုးတချို့သူတို့စီရောက်လာကြတယ်သူတို့ဂျပန်မှာရှိနေတယ်လို့ပြောကြတယ်သူတို့ကဒီနေရာကမင်းတို့အတွက်မလုံခြုံဘူးလို့ပြောကြတယ်သူတို့မမြင်ခင်ငါတို့ဒီကနေထွက်သွားရမယ်ပြီးတော့ဆီဘက်စတီယာအိုနဲ့ဖရန်စစ်စကိုကသူတို့နောက်ကိုတိတ်တိတ်လေးလိုက်သွားကြတယ် အဖိုးကြီးတယောက်ကခရစ်ယာန်တွေအခုအချိန်မှာအသက်ခံနေရတယ်လို့ပြောပြတယ်။အရင်ကထက်စာရင်အဲ့ဒါကြောင့်သူတို့ပုံနေရတာပေါ့။သူတို့ရဲ့စူတောင်းချက်တွေကိုယေရှုကြားသွားတယ်လို့ခံစားရတယ်ပြီးတော့သူတို့ကိုကူညီဖို့ဖုန်ကြီးတွေဆေးလွှတ်လိုက်တဲ့သူတို့တွေကတယောက်ကစေတရှိအောင်ကိုတွေးလိုက်တဲ့ဒီလူတွေအရန်ကြောင့်နေတာကိုတွေးလိုက်တဲ့သူကယေရှုကိုသူတို့ထဲမှာဘလို့အသက်ရှင်နေအောင်ထားခဲ့တာလဲလို့မေးတယ်ဒီလောက်အနေအများတဲ့အခြေအနေမှာယွာသားတွေကသူ့ကိုလှုပ်ဝက်စူတောင်းကြတယ်လို့ပြောပြတယ်အာနာပိုင်တွေ။မလာခင်ယေရှုနဲ့ဆက်ဆက်တဲ့အရာအလုံးကိုဝတ်ထားကြတယ်။ ဥပမာအားဖြင့်သူတို့ဟာဖျားအောက်မှာပုံတပုံကိုဖွက်ထားခဲ့တဲ့ Sebastian Cochrane တယောက်အကြောင်းတရင်ချက်လက်ပေးတဲ့သူဟာစုလက်အနေနဲ့ငွေရင်းကား၁၀၀ရရှိတယ်ဆိုတာတွေ့ရှိခဲ့တဲ့ဖုန်ကြီးတစ်ပါးအကြောင်းတရင်ချက်လက်ပေးတဲ့သူဟာငွေရင်းကား၃၀၀ရရှိခဲ့တယ် Sebastian ကပြောတာကကျွန်တော်တို့လည်းတခြားရွာတွေကိုသွားဖို့လိုတယ်ကျွန်တော်တို့ဒီမှာရှိတယ်ဆိုတာသူတို့လည်းသိတဲ့သူကသူတို့ကို Father Ferrara အကြောင်းလဲမေးတယ်ဒါပေမဲ့ရွာတွေကဘယ်သူမှသူ့အကြောင်းဘာမှမသိကြဘူး နောက်တနေ့မှာရွာသားတွေက သူတို့နှစ်ယောက်ကိုတဲတလုံးစီခေါ်သွားကြတယ်။အဲဒီမှာလျှို့ဝှက်ခန်းတစ်ခုရှိတယ်။သူတို့ကဇီတာရှင်တို့နဲ့ဖရန်စစ္စကိုကိုတကားကိုနှစ်ခါကောင်းမှဖွင့်ပါလို့ပြောတယ်။အပြင်မှာဘာပဲဖြစ်ဖြစ်ပေါ့ခမားတို့အခုထွက်လာလို့မရဘူး။ဇီတာရှင်တို့နဲ့ဖရန်စစ္စိုတို့ကအထဲမှာရက်တော်ကြပုံးနေကြတယ်ပြီးတော့ဖရန်စစ္စကကတဖြည်းဖြည်းနဲ့စိတ်မရှိတော့ဘူးသူကဒေါသတကြီးနဲ့ဒီလူတွေအရန်ကြောက်နေကြတယ်လို့ပြောတယ်။ကြောက်ရွံ့မှုကသူတို့ကိုအတွင်းထဲမှာဝါးမြူထားတယ်။ ပြီးတော့ပရရအသက်ရှင်နေသေးလားဆိုတာတော့ကျွန်တော်တို့မသိပါဘူးဒီမှာဘသူမှသူ့နာမည်ကိုတော့မကြားဘူးပါဘူးဒါပေမဲ့စီပါရှာကဒီလူတွေမှာသူတို့ပဲရှိတယ်လို့ရှင်းပြပါတယ်ဒီလူတွေနဲ့အတူကျွန်တော်တို့မရက်တည်ရင်သူတို့ယေရှုအပေါ်ယုံကြည်မှုဆုံးရှုံးသွားလိမ့်မယ်သူကခေချေရှာတော်ကိုပရရအကြောင်းရှာဖို့နာဂစခရကိုသွားဖို့ပြောပါတယ်ဒါပေမဲ့ဖရန်စစ်ကာကအဲ့ဒီအယက်သမားကိုကျွန်တော်တို့မယုံနိုင်ဘူးလို့ပြောပါတယ်သူဒီကိုခေါ်လာပြီးကလေးကသူ့ကိုပြန်မတွေ့တော့ပါဘူးသူတို့ပေါင်းအောင်နေတာရက်တွေအများကြီးကြာပါတယ် တနေ့မှာဖရန်စစ်ဆာကိုစိတ်ပြက်လက်ပြက်နဲ့အပြင်ထွက်သွားတဲ့နှစ်ယောက်သားကောင်းကင်အောင်မှာလဲနေကြတဲ့နေပူးစားလုံးတွေတော့ဖရန်စစ်စကိုက သူတို့ကိုမြင်ခဲ့တဲ့လူတချို့ကိုတွေးလိုက်တယ်ပြီးတော့ချက်ချင်းပြေးပြီးအထဲမှာပုန်းနေကြတဲ့ညနေခင်းမှာကြောက်လွန်းလို့တနေ့ကုန်အပြင်မထွက်ကြဘူးအပြင်ကလူတွေရဲ့အတန်တွေကိုကြားရတယ်ဒါပေမဲ့အဲ့ဒီလူတွေကတကားကိုအချက်ပြဖို့မခောက်သေးဘူးဒီအကြောင်းကြောင့်ဖုန်းကြီးနှစ်ပါးထွက်မလာကြဘူးအခုတော့စီဘက်စတီးယားကသူတို့ဟာတခြားရွာကဖြစ်နိုင်တယ်လို့ထင်နေ ဲ့ဒါကြောင့်သူအပြင်ထွက်သွားတာ Francis ကိုကသူ့ကိုရက်တန့်ဖို့ကြိုးစားပေမဲ့ပြီးတော့သူတို့ထွက်သွားခင်မှာသူကသူတို့ကိုရက်တန့်လိုက်တယ်သူတို့အကူအညီတကယ်လိုအပ်နေတာကိုသူတို့သဘောပေါက်သွားတယ် Sebastian O ကသူတို့ရဲ့အရေးကြီးမှုတွေထွက်နေတဲ့ခြေောက်တွေကိုစေချောပေးတယ်ပြီးတော့သူတို့ရဲ့ဘေးကင်းရေးအတွက်ဖျားသခင်ကိုဆုတောင်းတယ်သူတို့က Ichijiro ကဖုန်ကြီးအကြောင်းသိသွားတယ်လို့ပြောကြတယ်သူလည်းသူတို့လိုပဲ Christian တယောက်ပါ Sebastian O နဲ့ Francis ကိုကသူ့ကို Christian မဟုတ်ဘူးလို့ထင်ကြတယ်ဒါပေမဲ့အဲ့ဒီလူတွေကအဲ့ဒါမမှန်ဘူးလို့ပြောကြတယ် ဒါပေမဲ့အဲ့ဒီလူတွေကအဲ့ဒါမမှန်ဘူးလို့ပြောကြတယ်လွန်ခဲ့တဲ့ရှစ်နှစ်ကသူလဲခရစ်ယာန်တယောက်ပါသူမိသားစုတစ်ခုလုံးကိုဒီမှာရှိတဲ့လူတွေကဖမ်းမိခဲ့တယ်ပြီးတော့လူတိုင်းရှေ့မှာယေရှုကိုစော်ကားဖို့ပြောခဲ့တဲ့ပထမဦးစွာအီချီဂျီရိုဟာယေရှုရဲ့ပုံကိုနင်းပြီးသူ့အသက်ကိုကယ်တင်ခဲ့တယ်ဒါပေမဲ့သူ့ဇနီးနဲ့သူ့မိသားစုတစ်ခုလုံးကအဲ့ဒီလိုမလုပ်ခဲ့ဘူးဒီအကြောင်းကြောင့်သူ့မျက်စိရှေ့မှာလည်းအရှင်လက်လက်မိရှုခံခဲ့ရတယ်ဒါတွေအားလုံးကိုသိတော့ဘုန်းကြီးကအယမ်းစိတ်မကောင်းဖြစ်မိတဲ့အီချီဂျီရိုနောက်တနေ့ သူတို့ဟာရွာတိုင်းကိုသွားပြီးတခြားခရစ်ယာန်တွေကိုအားပေးကျင်ကြတယ်ဒါပေမဲ့သူတို့ရှိတဲ့ရွာရဲ့အကြီးကဲကမူကီချီကသူတို့ကိုအဲ့ဒီကိုမသွားအောင်တားတဲ့သူကအဲ့ဒီမှာသူတို့ရဲ့အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောတယ်ဒါပေမဲ့စီဘက်စတီယာအိုကအဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့ဖရန်စစ်ကိုက ဒီလူတွေကိုကူညီဖို့နောက်မှနေခဲ့တဲ့နောက်တနေ့မှစီဘက်စတီယာအိုကသူတို့ရွာကိုသွားတဲ့အဲ့ဒီမှာသူကကီချီဂျီရိုကိုလည်းတွေ့တဲ့လူတိုင်းကသူ့ကိုကြိုဆိုကြတယ်ပြီးတော့စီဘက်စတီယာအိုကဒီမှာရှိတဲ့လူတွေရဲ့ယုံကြည်ချက်အဲ့မဆုံးရှုံးသေးဘူးဆိုတာမြင်နေတယ် ဒီလောက်ခက်ခဲတဲ့အချိန်တွေမှာတောင်ကန်ကောင်းထောက်မစွာပဲသူကဖလိုရာကိုပဲမှရှာတွေ့နိုင်လဲဆိုတာသိတဲ့ဖိုးကြီးတယောက်ကိုအဲ့ဒီမှာတွေ့ခဲ့တဲ့သူကသူတို့ဖလိုရာကိုနာဂါဆာကီမှာနောက်ဆုံးတွေ့ခဲ့တယ်လို့ပြောတယ်အဲ့ဒီမှာခရစ်ယာန်အားလုံးကိုခေါ်ဆောင်သွားခံရတဲ့ရွာသားတွေရဲ့ယုံကြည်မှုကိုခိုင်မာစေဖို့အသေးအဖွဲလေးတွေလိုအပ်တယ်ဆိုတာစေဘာရှီယိုမြင်တဲ့အဲ့ဒီနောက်မှာသူတို့ရဲရဲနေနိုင်အောင်သူကရွာသားတွေကိုခုန်နှဲလှုပ်ထားတဲ့လဝါကတ်တိုင်တွေပေးတယ်ပြီးတော့သူ့ရဲ့ပရိစေတစီစီ လူတိုင်းရဲ့ပျော်ရွှင်မှုဟာဒါရီရတဲ့အခါအကန့်အသတ်မရှိပါဘူးသူကခေချကြတော့ကိုပရိတချောင်းပေးဖို့ဖုံးဆက်ပါတယ်ဒါပေမဲ့ခေချကြတော့ကသူ့စီမလာပဲထွက်ပြေးသွားပါတယ်ဘာလို့လဲဆိုတော့သူ့ကိုယ်သူအကြီးဆုံးအဖြစ်သားလို့ယူဆပြီးယေရှုကသူ့ကိုဘယ်တော့မှခွင့်မလွတ်ဘူးလို့ခံစားရလို့ပါစပါရှင်ကခေချကြတော့အကူအညီအများဆုံးလိုအပ်တယ်ဆိုတာသဘောပေါက်သွားပါတယ်ဒါနဲ့သူ့စီသွားပြီးသူ့အဖြစ်တွေကိုဝန်ခံဖို့ပြောပါတယ်ခေချကြတော့ဝန်ခံနေရင်ကိုပါတယ်ဒါကနှစ်ပေါင်းများစွာသူဘလောက်ဝမ်းနည်းကြီးကွဲခဲ့ရလဲဆိုတာကိုပြတနေပါတယ်ဒါကသူ့ရဲ့အတွင်းစိတ်ထဲမှာနှစ်ပေါင်းများစွာဘလောက်နဲ့ င်းနဲ့ဝန်ထမ်းမှုကိုတင်စီထားခဲ့လဲဆိုတာကိုပြသနေပါတယ်တစ်ဖက်မှာတော့ဂျပန်လူမျိုးတချို့ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတဲ့အဖိုးကြီးတယောက်ကိုကျွန်တော်တို့တွေ့ရပါတယ်ဒီလူတွေကခရစ်ယာန်တွေကိုတန်ရှင်းရေးလုပ်ဖို့လှုပ်ဆောင်နေတဲ့လူတွေပါပဲရွာမှာမကကြက်ကသူတို့ဟာဗုဒ္ဓဘုရားကျောင်းမှာဆုတောင်းကြတယ်လို့ပြောပါတယ်နှစ်စဉ်အခွန်ဆောင်ကြတယ်လို့ပြောပါတယ်ဒါဆိုဘာလို့သူတို့ကိုဒီလိုလုပ်ကြတာလဲအဲ့ဒီလူကခင်ဗျားတို့အားလုံးကလူကောင်းတွေလို့ပြောတာပါဒါပေမဲ့ကျွန်တော်ကတော့ အခြားဘာသာကိုတိတ်တဆိတ်ကိုးကွယ်နေတဲ့သူတွေနဲ့ပြဿနာရှိတယ်သူတို့ဒီမှာရှိနေတယ်ဆိုတဲ့သတင်းကျွန်တော်တို့မှာရှိတဲ့သူကသူ့အိတ်ကထဲကငွေဒင်းကားပြားတွေအများကြီးထုတ်တယ်ပြီးတော့ဘသူမဆိုဒီဒင်းကားပြားတွေအကြောင်းသတင်းအချက်လက်ပေးရင်ဒီဒင်းကားပြားတွေကိုစုလက်အဖြစ်ရလိမ့်မယ်နောက်၃ရက်အတွင်းသတင်းအချက်လက်မရရင်သူနဲ့အတူနောက်ထပ်လူ၃ယောက်ကိုခေါ်သွားမယ်ပြီးတော့သူတို့တွေကတယောက်ယောက်ကသူဖြစ်လိမ့်မယ်အခုညဘက်မှာလူတိုင်းပြန်စုဝေးကြတယ်မိုကီချီကသူတို့ရဲ့အသက်ကိုစွန့်လို့မယ်လို့ပြောတယ် ဒါပေမဲ့ဖုန်းကြီးတွေကိုဘာမှဖြစ်ခွင့်မပေးဘူးစပါရှင်ကသူဒီမှာနေရင်ရွာသားတွေတယောက်ပြီးတယောက်တက်ခံရမယ်ဆိုတာသိတဲ့အကြောင်းခေချာတွေရဲ့ရွာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီမှာရှိနေတဲ့သူ့ရွာကလူတချို့ကသူဒီလိုမလုပ်သင့်ဘူးလို့ပြောကြတယ်ဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်တယ်ဒီနေ့ဒါမှမဟုတ်မနှက်ဖြံမှာသူတို့ကိုရှာတွေ့လိုက်မယ်ဘယ်ကိုသွားမှလဲလူတိုင်းကဒီကိစ္စနဲ့ပတ်သက်ပြီးရန်ဖြစ်ကြတယ်ပြီးတော့အဖိုးကြီးကသူတို့နှစ်ယောက်ကိုဒီရွာမှာနေဖို့ပြောလိုက်တယ် လူတယောက်သူ့ဘာသာသူရှေ့ထွက်လာပြီးသူတို့ခေါ်သွားမဲ့လူလေးယောက်ထဲကတယောက်ဖြစ်လိမ့်မယ်လို့ပြောတဲ့အခုနောက်ထပ်တယောက်ပဲလိုတော့တယ်ပြီးတော့လူတိုင်းကကီချီဂျီရိုက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 ိုစွန့်လို့ဖို့ပြောတယ်ကီချီဂျီရိုကအစာပိုင်းမှာငင်းဆန်နေတာပဲမဲ့နောက်ဆုံးမှာတော့ လူတိုင်းရဲ့ဖိအားအောက်မှာသူသဘောတူရတယ်နောက်တနေ့မှာဖုန်ကြီးနှစ်ပါးကိုဘေးကင်းတဲ့နေရာကိုပို့ဖို့ပြင်ဆင်မှုတွေလုပ်တယ်မိုကီချီနဲ့လူလေးယောက်ကသူတို့ရဲ့အသက်ကိုစွန့်လွတ်ဖို့အသင်းဖြစ်နေပြီဒါပေမဲ့မိုကီချီကငါတို့ဘာလုပ်ကြမလဲလို့ပြောတယ်သူတို့ကရွာသားတွေကိုဒီအတိုင်းမထားခဲ့ရင်စီဘက်စတီယာအိုကသူတို့ပြောတဲ့အတိုင်းလုပ်ပါလို့ပြောတယ်ဒါပေမဲ့ဖိအားသခင်ကမင်းကိုခွင့်လွှတ်လိုက်မယ်ဖရန်စစ်ကိုကသူ့ကိုရက်ပြီးမိုကီချီမဟုတ်ဘူးမိုကီချီလို့ပြောတယ်သူတို့ပြောတဲ့အရာအားလုံးကိုမင်းသဘောတူလို့မရဘူးဒါကဖိအားသခင်ရဲ့အမြင်မှာမှားလိုက်မယ်ခဏအကြာမှာ အဲ့ဒီလူတွေရွာကိုပြန်သွားကြတယ်သူတို့ရှေ့မှာယေရှုရဲ့ပုံကိုတင်လိုက်တယ်ပြီးတော့နင်းဖို့ပြောတယ်စီပါစင်ကအဝေးကနေပုန်းနေပြီးသူတို့အားလုံးကိုစောင့်ကြည့်နေတယ်ရွာသားလေးယောက်ကသူတို့ရွာရဲ့လုံခြုံရေးအတွက်သူတို့ရဲ့နှလုံးသားတွေကိုလက်ထဲထည့်ပြီးအဲ့ဒီပုံကိုနင်းလိုက်တယ်ဒါပေမဲ့သူတို့အတွက်အဲ့ဒါမလုံလောက်ဘူးသူတို့ကမင်းဘလောက်မြင်မြန်အသက်ရှူနေလဲဆိုတာသူမြင်တယ်လို့ပြောကြတယ်မင်းပုံပေါ်နင်းနေတော့ကပြီးတော့သူကလဝါကတိုင်တစ်ခုကိုထုတ်ယူပြီးတရွေးထွေးဖို့ပြောတယ်သူတို့ဟာခရစ်ယာန်မဟုတ်ဘူးဆိုတာတသက်တည်ပြဖို့ဒါပေမဲ့ဒီတခါတော့ခေချီကျောကလွဲလို့ဘယ်သူမှမလုပ်ဘူး ဘာလို့လဲဆိုတော့သူကကြောက်တဲ့သူမျိုးလို့ပါလဝါကတိုင်ပေါ်မှာတွေးထွေးပြီးလောက်ခိုင်းတဲ့အရာအလုံးကိုလုတ်ပါရဲပြီးတော့သူ့ကိုလှုပ်ပေးလိုက်ပါတယ်အခုကျန်တဲ့သူတွေကိုလဝါကတိုင်ကြီးတစ်ခုမှချိတ်ဆွဲပြီးအဲ့ဒီမှာတီအောင်ထားခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှပင်လယ်လိုင်းတွေမြင့်တက်လာပါတယ်ပြီးတော့အချိန်ချိန်မှာသူတို့ဟာအယမ်းမြင့်လာတာကြောင့်ရိုက်ခတ်မှုတိုင်းဟာသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကြာပုံးနဲ့ရိုက်တလို့ပါပဲပထမတော့အဖိုးကြီးရင်းနှစ်တည်ဆုံးသွားပါတယ်ပြီးတော့နောက်လူတစ်ယောက်လည်းနာကျင်မှုကိုကြာအကြမခံနိုင်တော့ပဲတည်ဆုံးသွားပါတယ် နောက်ဆုံးမှာတော့အဲ့ဒီမှာချိတ်ဆွဲထားခဲ့တာမူကီချီတယောက်တည်းပါပဲနောက်၄ရက်လောက်သူ့ခန္ဓာကိုယ်ကစာလောင်မှုတိတ်မှုကြောင့်တောင့်တင်းသွားပါတယ်ဒီအတွက်ကြောင့်သူလည်းတည်ဆုံးသွားပါတယ်ဒါကြောင့်ဘယ်သူမှသူ့ကိုတင်ကြိုလို့မရပါဘူးခရစ်ယာန်ဘာသာမှာလို့ပေါ့သူတို့ကသူ့ခန္ဓာကိုယ်ကိုမိရှုပြီးစီဘက်စတီယာအိုနဲ့ဖရန်စစ္စကိုတို့ကဒါရီအားလုံးကိုသူတို့ကိုယ်တိုင်မြင်တွေ့နေရပါတယ်စီဘက်စတီယာအိုကဒါဟာငရဲကိုကြုံတွေ့ရတယ်လို့ပါပဲသူ့ဘဝမှာလူတယောက်ရဲ့တည်ဆုံးခြင်းဟာဘယ်တော့မှအလကားမဖြစ်ဘူးလို့ပြောခံခဲ့ရပါတယ်ယေရှုဟာတည်ဆုံးတော်မဲ့သူတွေရဲ့စုတောင်းတန်တွေကိုတေချာပေါက်နားထ ောင်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူ့ကိုယ်သူမေးဖို့ဖိအားပေးခံခဲ့ရပါတယ်ယေရှုဟာတည်ဆုံးတော့မဲ့သူတွေရဲ့အော်ဟစ်တန်တွေကိုကြားနိုင်မလားဆိုတာဖရန်စစ္စကိုဟာအတွင်ထဲမှာကြောက်တတ်သူတယောက်လိုခံစားခဲ့ရပါတယ်စီဘက်စတီးယားအိုကိုပြန်သွားဖို့ပြောပါတယ်မဟုတ်ရင်ရွာသားတွေရဲ့အသက်ကိုဆက်လက်လူယူသွားလိမ့်မယ်ဒါပေမဲ့စီဘက်စတီးယားအိုဟာဖာသာဖာရဲရာကိုရှာတွေ့ပြီးမှပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုတော့သူတို့နှစ်ယောက်လမ်းခွဲသွားကြပါပြီအဲ့ဒီနောက်စီဘက်စတီးယားအိုဟာကီချီဂျီရိုရဲ့ရွာကိုတယောက်ထဲသွားခဲ့ပါတယ် သူအဲ့ဒီကိုရောက်တော့ဒီဟာကိုမီးရှို့လိုက်တယ်ဆိုတာသူတွေ့လိုက်ရတယ်အခုတော့အဲ့ဒီမှာဘသူမှမရှိတော့ဘူးသူလူတိုင်းကိုရှာဖို့အရန်စ조사တယ်ဒါပေမဲ့နောက်ဆုံးမှာဘသူကိုမှရှာမတွေ့ဘူးပင်ပန်းပြီးရှုံးနေနေတဲ့စီပါစီယာကအဲ့ဒီမှာတည်းအိပ်ပျော်သွားတယ်နောက်တနေ့မနေ့မျက်လုံးဖွင့်လိုက်တော့သူရှိမှာမီးတောက်လောင်နေတာကိုတွေ့လိုက်ရတယ်လမ်းလျှောက်နေတော့မီးလဲကျသွားခဲ့တယ်ပြီးတော့ခိခကြတော့ကသူ့ကိုချီပြီးဘေးကင်းတဲ့နေရာကိုခေါ်သွားတယ်ရွာနဲ့ဝေးတဲ့နေရာမှာစီပါစီယာကိုစားစရာတစ်ခုခုပေးတယ် ဒါပေမဲ့စေဘစီယောကသူ့လိုလူတယောက်ရဲ့လက်ကနေတကိုက်တောင်မစားခြင်းဘူးဘာလို့လဲဆိုတော့သူကဖျားသခင်ကိုစော်ကားခဲ့လို့ပါခဲ့ချေရောကသူ့ကိုအဲ့ဒီကနေထွက်သွားဖို့ပြောခဲ့တယ်ဘာလို့လဲဆိုတော့သူ့အသက်ကဒီမှာအနေရရှိနေလို့ပါတာပဲမဲ့စေဘစီယောကသူ့စကားကိုနားမထောင်ပဲခီးဆက်ခဲ့တယ်မကြခင်မှာပဲရင်းနဲ့လုံးလို့မူးဝေလာတဲ့ခေခချေရောကသူ့အတွက်ရေသွားယူပေးတယ်ဒါပေမဲ့ရေနဲ့ပြန်လာတာနဲ့သူရေရီအားလုံးကိုမြေပြင်ပေါ်ဖိတ်ကျစေတယ် အနည်းနာမှာမြစ်တစင်းရှိတယ်သူကဆီဗတ်စတီယောကိုအဲ့ဒီမြစ်စီခေါ်သွားတယ်အဲ့ဒီမှာဆီဗတ်စတီယောကရေများကြီးတောက်တယ်သူ့မျက်နှာကိုရေထဲမှာမြင်တဲ့အခါသူ့အခြေအနေကိုမြင်ပြီးနောက်သူယူတုတ်တလို့ရေမောတယ်မကြခင်မှာပဲခက်ခက်ကြတော့ကဆီဗတ်စတီယောကိုနှစ်ခါပြန်ကိုက်ဖြတ်ခဲ့ရဲဆိုတာကျွန်တော်တို့သိလိုက်ရတယ်ဘာလို့လဲဆိုတော့ဂျပန်လူမျိုးတွေကသူ့ကိုခေါ်သွားနေတော့သူ့ကိုဝိုင်းထားလို့ပဲအဲ့ဒီလူတွေကခက်ခက်ကြတော့ကိုငွေရင်းကားတွေပေးတယ်ဒါပေမဲ့အခုချိန်ထိသူကဘာမှမသိတလို့ပြုတ်မှုနေတဲ့အခုဆီဗတ်စတီယောကိုဖမ်းမိထားတဲ့လူတွေကြားမှာထိုင်ခိုင်းထားတယ် သူတို့ရဲ့မျက်နှာကိုကြည့်ပြီးစီဘတ်စတီးယားကဒေါသတကြီးမေးတယ်မင်းတို့ဘလို့ငြိမ်နေကြလဲဒါပေမဲ့သူ့မိခွန်းကိုမဖြေကြဘူးပါလို့လဲဆိုတော့သူတို့ဖျားသခင်အတွက်ပူဇော်ရင်မကြခင်ကောင်းကင်ဘုံကိုရောက်လိမ့်မယ်လို့ခံစားရလို့ပဲသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့စုံစမ်းရေးမှူးရောက်လာတဲ့စီဘတ်စတီးယားကလွဲလို့ကျန်တဲ့သူတွေကိုအဲဒီကနေခေါ်သွားဖို့ပြောတယ်ငါတို့မင်းကိုမမုန်းဘူးလို့ပြောတယ်မင်းရဲ့ယေရှုအတွက်ဂျပန်မှာနေရာမရှိဘူးဆိုတာပဲတည်တယ်မင်းကိုလည်းလွတ်ပေးမယ်ဖျားသခင်ဆိုတာမရှိဘူးဆိုတာကိုသဘောတူတယ် ဒီပါရှင်ကသူ့အသက်ကိုပေးဆက်မှာပါတာပေမဲ့ inquisitor ကလည်းဒါကိုကောင်းကောင်းသိတယ်ဆိုတာဘယ်တော့မှမလုပ်ပါဘူးဒါကြောင့်သူကငါတို့ရဲ့အတိတ်ကအမားတွေကနေအများကြီးတင်ယူခဲ့ရတယ်လို့ပြောတာပါမင်းတို့ကိုတက်တာကမင်းရဲ့ယုံကြည်ချက်ကိုပိုခိုင်းပါစေုံပါပဲမင်းကကောင်းမွန်တဲ့ဖုန်ကြီးတပါးဆိုရင်ဒီစင်ရဲသားတွေကိုမင်းသနာတင်တယ်မင်းရဲ့မာနကြောင့်သူတို့အယံနာခြင်းခံစားနေရတယ်စပါရှောကိုတော့အိမ်ထဲမှာထည့်ထားတယ်အဲ့ဒီမှာလူတစ်ယောက်ကသူ့ကိုလာတွေ့တယ်ဒီလူရဲ့နာမည်ကဆန်တော်ပါ ပြီးတော့သူကစီဘတ်စီယောအတွက်ဘာသာပြန်တယောက်အဖြစ်အလုပ်လုပ်ဖို့သွားမှသူကစီဘတ်စီယောကိုသူ့ရဲ့ဘာသာကိုစွန့်လွတ်ဖို့ပြောလိုက်တယ်မဟုတ်ရင်ဒီလူတွေကသူ့ကိုဇောက်ထိုးချိတ်ဆွဲထားလိမ့်မယ်ပြီးတော့သူ့ခန္ဓာကိုယ်ရဲ့ကသွေးဆက်တိုင်းကိုညှစ်ထုတ်ပစ်လိမ့်မယ်စကားပြောနေတော့ Flora အကြောင်းသူပြောလိုက်တယ်သူလည်းအဲ့ဒီလိုပဲညှိမ့်မနှိမ့်ဆက်ခံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ဘာသာကိုစွန့်လွတ်ပြီးအခုဒီမှာသူ့မိသားစုနဲ့သူရှိနေပြီးဒီနောက်စီဘတ်စီယံကိုချီနှောင်ပြီးရွာတဝိုက်မှာလှည့်လည်ပြသကြတဲ့လူတွေကသူ့ကိုကြောက်ခဲရီနဲ့ပြစ်ပောက်ပြီးချိန်ဆဲကြတယ် ဒီနောက်သူတို့အားလုံးကိုစုံစမ်းရေးမှူးစီခေါ်ဆောင်သွားကြတယ်ဒီကိုလာဖို့သူ့ရဲ့ရဲစွမ်းတတိကိုသူတို့အရန်ထင်ကြီးသွားကြတယ်နောက်ထပ်နာကျင်မှုတွေကိုမခံစားစေချင်ကြဘူးခင်ဗျားတို့တွင်တင်နဲ့ဘာသာတရားဟာပေါ်တူဂီနဲ့စပိန်မှာမှန်ကန်တယ်လို့ယူဆရနိုင်တယ်လို့သူတို့ပြောကြတယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘာသာတရားကိုကျွန်တော်တို့ကောင်းကောင်းလေ့လာထားပါတယ်ဒီဂျပန်မှာဒီဘာသာတရားဟာအသုံးမဝင်ဘူးလို့ကောက်ချက်ချခဲ့ကြတယ်တနိုင်ငံရဲ့မြေစီလွှာထဲမှာကြီးထွားပြီးပွင့်လန်းလာတဲ့တစ်ပင်တစ်ပင်လိုပါပဲ ဒါပေမဲ့တခြားနိုင်ငံရဲ့မြေကြီးလွှာမှာစိုက်ရင်အဲ့ဒီလိုပဲညှိုးနှွမ်းသွားလိမ့်မယ်ခင်ဗျားရဲ့ဘာသာတရားကဂျပန်မှာကြီးထွားနိုင်မှာမဟုတ်ဘူးဒါပေမဲ့စီပါရှီယိုကသူတို့နဲ့သဘောမတူဘူးသူကအရင်ကဒီမှာခရစ်ယာန်300တုညတုညတုညကျော်ရှိတယ်လို့ပြောတယ်ဒါပေမဲ့ခင်ဗျားတို့ကသူတို့ကိုတတ်ခဲ့တယ်ညှိမ့်ပန်းနှိမ့်ဆက်ပြီးအတင်းအကျပ်ဘာသာပြောင်းစီခဲ့တယ်အခုတော့စုံစမ်းရေးမှုကသူနဲ့ညှင်းခုန်ကျင်တော့မှာမဟုတ်ဘူးပြီးတော့သူတို့ကသူ့ကိုလှောင်အိမ်ထဲပြန်ထည့်လိုက်တဲ့အခုတနေ့မှာ ခချင်ချီရောကသူ့ကိုလာတွေ့တဲ့သူကပတ်စံအတွက် double cross မလုပ်ဘူးလို့ပြောတယ်ဒါပေမဲ့ခင်းသမားတွေက သူ့ကိုရိုက်ပြီးထောင်ချလိုက်တဲ့ကျင်းသားတွေအားလုံးရဲ့အထဲမှာဒီလူကိုမယုံဖို့ဖုန်ကြီးကိုရှင်းပြလိုက်တဲ့သူက သူတို့ကိုချောင်းကြည့်ဖို့လာတာဒါပေမဲ့စီပါရှယ်ကခချင်ချီရောကိုခွင့်လွှတ်နေသေးပဲနောက်တနေ့မှာခရစ်ယာန်တချို့ကိုခေါ်ထုတ်သွားတယ်ပြီးတော့ယေရှုရဲ့ပုံကိုနင်းဖို့ပြောလိုက်တယ်လူတိုင်းကြောက်နေကြပေမဲ့ဘသူမှမစော်ကားကြဘူးအဲဒီနောက်ကင်းသမားတွေကလူတယောက်ရဲ့ခေါင်းကိုဖြတ်ပြီးအဲဒီမှာမြုပ်နှံလိုက်တယ် ဒီနောက်မှာသူတို့ရက်တတပတ်ပေါင်းများစွာနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့နောက်ထပ်လူတစ်ယောက်ကိုသူတို့ဖမ်းဆီးခဲ့ပါတယ်ဒီလူကယေရှုရဲ့ပုံကိုချက်ချင်းနှင်းလိုက်ပါတယ်ပြီးတော့သူ့ကိုလွှတ်ပေးလိုက်ပါတယ်ညနေခင်းမှာစီဘက်စတီယိုကိုစုံစမ်းရေးမှုရှိဖို့တဖန်ခေါ်ဆောင်လာပါတယ်စုံစမ်းရေးမှုကသူ့ကိုဇနီးလေးယောက်ရှိတဲ့လူတစ်ယောက်ရဲ့ဇလန်းကိုပြောပြပါတယ်သူတို့လေးယောက်စလုံးနှောက်ပါတယ်လို့သူကပြောပါတယ်ဒါပေမဲ့သူတို့မကြခနအရင်ဖြစ်ကြပါတယ်ဒီနေ့မှာအဲ့ဒီလူကစိတ်ပြတ်သွားပါတယ် သူတို့လေးယောက်လုံးကိုသူနန်းတော်ကနေနှင်ထုတ်လိုက်ပါတဲ့အဲ့ဒီနောက်မှာသူ့ဘဝတဲကိုငြင်းချမ်းမှုနဲ့ပျော်ရွှင်မှုတွေပြန်လဲရောက်ရှိလာပါတဲ့သူကစပါစီယာရဲ့အမြင်ကိုမေးမြန်းပြီးမီးရဲ့အမြင်အရအဲ့ဒီလူကမန္တာကိုလုတ်ခဲလာမှားလားလို့မေးပါတယ်ဒီကိစ္စကိုစပါစီယာကမန္တာကိုလုတ်ခဲတယ်လို့ပြောပါတယ်သူကတေချာပေါက်ထက်မြက်တဲ့လူတယောက်ပါစုံစမ်းရေးမှုကပြောပါတယ်အခုတော့အဲ့ဒီလူကိုဂျပန်လို့မှတ်ယူပြီးအဲ့ဒီဇနီးလေးယောက်ကိုအင်္ဂလန်လို့မှတ်ယူပါစပိန်ဟော်လန်နဲ့ပေါ်တူဂီ ဒီနိုင်ငံတွေကိုဒီကနေဖယ်ရှားခြင်းရင်အဲ့ဒီလိုရန်ဖြစ်နေတဲ့ဇနီးမယားတွေလိုတာဆိုဘာဖြစ်တာလဲလေးယောက်စလုံးအတူနေထိုင်ရင် ဖြစ်စည်းချင်းသာလာလိမ့်မယ်ဂျပန်မှာပြင်ပလူတွေအတွက်နေရာမရှိဘူးနောက်တနေ့မှာစေဘရှန်နိုကခရစ်ယာန်မင်းကလေးတွေကိုအတင်းခေါ်သွားတာကိုတွေ့လိုက်ရတဲ့ခဏအကြာမှာသူ့ကိုလည်းသူတို့နဲ့အတူလိုက်ခဲဖို့ပြောခံရတယ်ပြီးတော့ပင်လေကန်းကြီးကိုခေါ်သွားခံရတယ် ူတို့သူ့ကိုတခုခုပြဖို့သွားကြတဲ့နေရာခဏအကြာမှာ Sebastian က Francisco ကိုတွေးလိုက်တဲ့ဒီလူတွေဖမ်းမိထားတဲ့သူမင်းကလေးရဲ့လက်နဲ့ခြေထောက်တွေကိုချီနှောင်ပြီးရေနက်ဘက်ကိုခေါ်သွားကြတယ်ပြီးတော့ Francisco ကို သူ့ဘာသာကိုစွန့်လို့ရင်သူတို့အသက်ကိုကယ်တင်မယ်လို့ပြောတယ်ဒါပေမဲ့ Francisco ကမလုပ်ဘူးပြီးတော့သူတို့ကမင်းကလေးတွေကိုရေထဲပစ်ချကြတယ် Francisco ကသူတို့အသက်ကိုကယ်တင်ဖို့သူတို့စီသွားတယ်ဒါပေမဲ့သူတို့က သူ့ကိုရေထဲမှာနှိမ့်မြုပ်ပြီးတက်ပစ်လိုက်ကြတယ် Sebastian ဟာအဝေးကနေရက်ပြီး ဓာရီအားလုံးကိုကြည်နေရတော့တဲ့သူငိုကြွေးတဲ့အခါစနောက်ကမင်းဘလို့ဖုန်ကြီးမျိုးလဲလို့မေးတယ်မင်းရဲ့တကူကောင်းဆန်မှုကြောင့်ဒီအပြစ်မဲ့တဲ့လူတွေကိုတေခွင့်ပေးနေတာလားတာကမင်းရဲ့နှက်ဖျားလိုချင်တာလားအဲ့ဒီညကသူအယမ်းငိုတယ်သူရဲ့စိတ်အခြေအနေလဲပိုဆိုးလာတယ်နောက်တနေ့မှအဲ့ဒီလူတွေကသူ့ကိုဗုဒ္ဓဘာသာဖျားเจ้าကိုခေါ်သွားတယ်အဲ့ဒီမှာသူ့ကိုအထုလူတယောက်နဲ့မိတ်ဆက်ပေးဖို့ရောက်လာကြတယ် အာဆာနိုရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာတဲ့ဒီနေ့ကို သူစိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့တယ်လို့မျိုးခနအကြာမှာဖာရဲရရောက်လာတဲ့သူ့ရဲ့အသွင်ပြင်နဲ့လမ်းလျှောက်ပုံလုံးဝပြောင်းလဲသွားတဲ့စီဘက်စတီယို သူ့ကိုမြင်ပြီးနောက်သူ့မျက်လုံးတွေကိုမယုံနိုင်ဘူးဘာလို့လဲဆိုတော့သူဗုဒ္ဓဘာသာယဟန်တစ်ပါးဖြစ်လာပြီးဒီဖာရဲရရဲ့မျက်နှာမှာထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုရှိနေတဲ့သူအများကြီးဒုက္ခခံစားခဲ့ရတယ်လို့မျိုးသူကစီဘက်စတီယန်ရဲ့မိန်းကုံးတွေကိုရှုပ်ထွေးတဲ့အဖြေတွေပေးတယ်ပြီးတော့သူဒီမှာအယံပျော်နေတယ်ဆိုတာပြသဖို့ကြဦးစားတယ် အာဆာနိုကဖာရဲယာကိုသူရေးနေတဲ့စာအုပ်အကြောင်းပြောပြဖို့ပြောပါတယ်ဒီမှာဒီလူတွေကဖာရဲယာကိုခရစ်ယာန်ဘာသာကိုစန့်ကျင်တဲ့စာအုပ်တွေရေးခိုင်းနေတယ်ဆိုတာစီဘက်စတီယန်သိလိုက်ရတယ်ဒီဘာသာကဒီနိုင်ငံမှာဘယ်တော့မှမကြီးထွားနိုင်အောင်ဖာရဲယာကကျွန်တော်ဒီမှာခရစ်ယာန်ဘာသာကို15နှစ်ကျော်ဟောပြောခဲ့တယ်လို့ပြောပါတယ်အခုဒီမှာယေရှုမလိုအပ်ဘူးဆိုတာနားလည်ပါပြီဒါကိုလည်းမကြခင်နားလည်ရင်ပိုကောင်းမယ်ဘသူမှဘသူရဲ့ဘာသာကိုမှဝင်မဆွတ်ဖက်တင်ဘူးလို့စာနိုကပြောပါတယ် ဒါကဗုဒ္ဓရဲ့လမ်းစဉ်ပဲသူကိုယ်သူယေရှုလိုလူသားတယောက်ရဲ့အထက်မှာဘယ်တော့မှမယူဆခဲ့ဘူးမြောက်ဝေစရာတွေအများကြီးရှိနေချိန်မှာတယောက်တည်းအနိုင်ရဖို့ဘရောမမစ조사တင်ဘူးအခုမင်းတယောက်တည်းပဲလုပ်နေတာဖာရဲရာကမင်းသူတို့ပြောတာကိုနားမထောင်ရင်မင်းရဲ့လေဘင်းမှာဓာတ်ရံရသေးသေးလေးဖြက်လိုက်မယ်ပြီးတော့မင်းကိုစောက်ထိုးဆွဲထားလိုက်မယ်မင်းရဲ့ခန္ဓာကိုယ်ကနေသွေးဆက်တိုင်းယိုဆိုင်သွားတဲ့အထီသူတို့ကငါ့ကိုအဲ့ဒီလိုပဲလုပ်ခဲ့တယ် ဖလရှာကမှာတသိယေရှု၏ပုံပေါ်ဖရခြေချလိုက်သည့်နေ့ကိုကျွန်ုပ်တို့ပြသထားသည်ယင်းသည်သူ့ကိုအတွင်းမှလုံးဝကွဲအပ်စေခဲ့သည်သို့သောဇနောက်ကဇေဘာရှောအားတင်သည် ဂျပန်၏နောက်ဆုံးဖုံးတော်ကြီးဖြစ်သည်ဟုပြောပြသည့်ထို့ကြောင့်ကျွန်ုပ်တို့သည်တင့်ကိုထိုတို့မလုတ်ပါနှင့်ကျွန်ုပ်တို့၏နိလန်းများအနည်းငယ်ပြောင်းလဲသွားပါပြီးရင်းစာရင်းတို့သည်ဤနေရာရှိ ခရစ်ယာန်များကိုနှိမ့်ဆက်ညှဉ်းပန်းကြလိမ့်မည်ခြင်းကိုဆေဘာစတီယာသည် သူ၏ဘာသာကိုဆုံးလွတ်သည့်အထိလှုံ့ဆော်သွားမည်ဖြစ်သည့်နောက်တစ်နေ့တွင်ဆေဘာစတီယာကိုစုံစမ်းရေးမှူး၏အိမ်သို့ခေါ်ဆောင်သွားသည့်လူများကသူ့ကိုကြောက်ခဲများဖြင့်ပြစ်ပေါက်သည့်လမ်းတွင် အာဆာနိုကပြောတယ်ကြည်စန်းဒီလူတွေအတွက်မင်းလာခဲ့တာအခုသူတို့ကမင်းကိုမုန်းတယ်ညဘက်စပါစီယိုကလူတွေရဲ့အော်ဟစ်တန်တွေကိုကြားရတယ်သူနိုင်ရွက်တွေကိုအဲ့လိုထိုးပေါက်နေတဲ့ခဏအကြာမှာဖရဲရာရောက်လာပြီးဒီနေရံမှာမင်းမြင်နေရတဲ့စကလုံးတွေကငါရေးထားတာလို့ပြောတယ်ငါလည်းဒီထောင်ထဲမှာချုံနောင်ခံရတော့ကမင်းနေရာမှာဖျားသခင်ကိုဆူတောင်းခြင်းရင်ဆူတောင်းလို့ရတယ်လို့သူပြောတယ်မင်းမျိုးလုံးဖွင့်ပြီးဆူတောင်းလို့ရတယ်စပါစီယိုကခရိယန်ငါရောက်တွေးထွက်ပြီးတည်နေတာကိုမြင်တယ် ဇောက်ထိုးဆွဲထားရင်ဒီအကြောင်းကြောင့်သူတို့ဟာတပြေးပြေးတည်ဆုံသွားကြပြီးဘာရှီယိုကသူတို့အားလုံးကိုခရစ်ယာန်ဘာသာကိုစွန့်လွတ်ဖို့ပြောပါတယ်ဒါပေမဲ့ဖရီရာကသူတို့ဒါကိုလုပ်ပြီးသားလို့ပြောပါတယ်သူတို့ဟာခမားကြောင့်ပဲညင်ပန်းနှိမ့်ဆက်ခံနေရတာပါသူတို့ပြောတာကိုနားထောင်ပြီးခရစ်ယာန်ဘာသာကိုစွန့်လွတ်လိုက်ပါယေရှုသားခမားနေရာမှာရှိရင်သူလည်းဒီလိုပြောပြီးဒီလိုလုပ်မှာပါဖရီရာကယေရှုရဲ့ပုံကိုသူ့ရှိမှတင်လိုက်တဲ့အခုတော့လူတိုင်းရဲ့အကြည့်တွေက သူပါလုပ်မလဲဆိုတာကြည့်ဖို့သူ့စီမှာရောက်နေပါ စီဘတ်စီယောကယေရှုကိုကြည်လိုက်တော့သူကကျွန်တော်ကိုအတန်တခုကြားလိုက်ရတယ်နောက်ဆုံးမှာစီဘတ်စီယောရဲ့တတိလေးပြတ်သွားပြီးသူ့ကိုနင်းလိုက်တဲ့သူဒီလိုလှုပ်လိုက်တာနဲ့အစံတော်ကလူတိုင်းကိုလှုပ်ပေးဖို့အမိန့်ပေးတယ်ပြီးတော့လူတိုင်းကိုလွတ်မြောက်စေတဲ့အခုတော့ဗုဒ္ဓဘာသာယဟန်တစ်ပါးပုံစံနဲ့စီဘတ်စီယောကိုမြင်ရတဲ့ကလေးတွေက သူ့ကိုလှောင်ပြောင်ကြပေမဲ့ အခုတော့သူဘာမှမခံစားရတော့ဘူးသူကဂျပန်ကိုရောက်လာတဲ့နောက်ဆုံးဖုန်ကြီးပဲဒီနောက်ပိုင်းဖျားအကြောင်းကနောက်ထပ်250နှစ်အတွင်းဖုန်ကြီးတပားကိုမှဂျပန်ကိုမပို့တော့ဘူးဒီဘတ်စီယောရဲ့အလုတ်ကဘာသာရေးဆိုင်ရာအထူးသဖြင့်ပြင်ပကခရစ်ယာန်ပစ္စည်းတွေကိုနိုင်ငံထဲမဝင်ခိုင်းဖို့ပါ gas နဲ့ဥရောပသားတွေကိုပဲဂျပန်မှာကုန်သွယ်ခွင့်ပြုထားတဲ့ဓာတ်တွေအားလုံးကိုမျက်မြင်တွေ့ခဲ့ရတဲ့လူတယောက်ကိုဒီမှာတွေ့ရတယ်မကြခင်မှာ Flora လည်းတေဆုံးသွားတယ်အဲ့ဒီနောက် Sebastian ကတာဝန်အားလုံးကိုကင်တွယ်ရတယ်ဒီနေ့မှာ Inquisitor က Sebastian ကိုသူ့စီဖုံးဆက်တယ်ပြီးတော့ဂျပန်လူမျိုးတယောက်အဝေးတနေရာမှာတေဆုံးသွားတယ်လို့ပြောပြတယ်သူမှာဇနီးတယောက်သားတယောက်နဲ့အိမ်ဖော်တယောက်ရှာဤတယ် ဒီနေ့ကစပြီးမင်းသူနာမည်နဲ့သူ့မပုံတင်တဲ့ဂျပန်မှာနေထိုင်ရလိမ့်မယ်သူဇနီးကအခုမင်းဇနီးဖြစ်သွားပြီသူကရွာထဲမှာခရစ်ယာန်တချို့ကြံခဲ့တယ်လို့လည်းပြောပြတယ်ဒီလိုနဲ့သူကောင်းကောင်းခံစားရတဲ့နှစ်တွေကုန်လွန်သွားပြီးစီပါရှီယာကအသက်ကြီးလာပါပြီဂျပန်လူမျိုးတွေကသူ့ကိုယေရှုရဲ့ပုံပေါ်နင်းခိုင်းတဲ့သူ့ရဲ့ယုံကြည်ချက်ပြန်မပေါ်လာအောင်လအနေငယ်တိုင်းစီပါရှီယာရဲ့ဘေးကနေမထွက်သွားသေးတဲ့ခေခကြိုက်ရောကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီနေ့မှသူနဲ့အတူဘာသာရေးပုံတစ်ပုံနဲ့ဖမ်းမိသွားတယ် ထို့နောက်သူ့ကိုဘယ်တော့မှပြန်မတွေ့ရတော့ပါစပါရှော်လည်း1662ခုနှစ်တွင် ကွဲလွန်ခဲ့သည့်သူဇနီး၏မျက်လုံးများမှမျက်ရည်တစ်စက်မျှမကျဆင်းခဲ့ဟုဆိုကြသည့်သူကွဲလွန်ချိန်တွင်တစ်ချိန်ကစီပါစတာဖြစ်ခဲ့ပူသောအမျိုးသားတဦးသည်သူတို့သူ့ကိုလိုချင်သည့်ပုံစံအတိုင်းဖြစ်လာခဲ့သည့်နောက်ဆုံးတွင်စီပါရှီယာရုပ်အလောင်းကိုဗုဒ္ဓဘာသာထုံးတန်းစင်လာများဖြင့်စနစ်တကျမိတိကျခဲ့သည့်သူလက်ထဲတွင်လက်ဝါးကတ်တိုင်တစ်ခုကိုကျွန်ုပ်တို့မြင်တွေ့ရသည်ယင်းသည် နှစ်ပေါင်းများစွာလူတိုင်းထံမှဝတ်ထားခဲ့သည်ယင်းသည်သူနှင့်အတူလောင်ကျွမ်းသွားပြီးအီယာနှင့်အတူလျှို့ဝှက်ဆန်းကျင်မှုတစ်ခုဖြစ်လာခဲ့သည်ဒီတကယ့်ဇလန်းကဒီမာတင်ပြီးဆုံးသွားပါပြီဒီစကားကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်စကားမှာပြန်ဆုံကြမယ်